ြင်ဆုံးကမ္ဘာနိုင်ငံရေးသတင်းတပုတ်နဲ့တင်ဆက်ပေးကြပါရယ်ကမ္ဘာမှာစစ်ပွဲကြီးတွေကြုံနေရတဲ့အချိန်စီးပွားရေးအားပြိုင်မှုတွေပြင်းထန်နေတဲ့အချိန်နိုင်ငံတစ်ခုရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးမူဝါဒတွေကအထူးအရေးကြီးတာပါ အခုဒီအပိုင်းမှာထွက်ပေါ်နေတဲ့နိုင်ငံရေးသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်ဂါဇာဒေသမှာအပြစ်ရထားတဲ့အချိန်မှာပါလက်စတိုင်းတွေအနေနဲ့သူတို့ရဲ့ဘဝတွေကိုပြန်တီဆောက်ဖို့ကြိုးပမ်းနေသလိုအမေရိကန်ကအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ ဟာမတ်စ်အဖွဲ့ကိုလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးတရားခံတွေကိုချက်ချင်းပြန်လွှတ်ရင်လွှတ်မလွှတ်ရင်အကြီးအကျယ်ပေးဆက်ရမယ်ဆိုပြီးယာဇတန်ပေးထားပါတယ်။ဘာလို့မှလဲဆိုတဲ့အကြောင်းဂျာတာဘရီးနေမှာသူ့ကိုမေးတဲ့အခါမှာတော့သမ္မတထရန့်ကခင်ဗျားတို့မကြခင်သိမှာပါလွတ်လာတဲ့လူတချို့နဲ့ကျွန်တော်မနေ့ကစကားပြောပြပါတယ်သူတို့ဘလောက်ဆိုးဆိုးဝါးဝါဆက်ဆံခံခဲ့ရတယ်လဲဆိုတာကျွန်တော်မယုံနိုင်တော့အောင်ပါပဲ and i can't believe how badly treated they were Hamas အဖွဲ့ကပြန်လွှတ်လိုက်တဲ့တရားခံတချို့နဲ့ဗုဒ္ဓဘူးနေမှာတွေးဆုံပြီးတဲ့အခါမှာတော့သမရထရန့်ကအခုလိုသတိပေးခဲ့တာပါဒီအပတ်တွင် Trump အစိုးရကအစ္စရေးကိုဒေါ်လာ၄ဘီလျံဘိုလက်နက်တွေပို့ဆောင်ခဲ့ပြီးဒါဟာအခုလအတွင်းလွှတ်တော်အတည်ပြုချက်မပါဘဲအရေးပေါ်အာဏာကိုသုံးပြီးလက်နက်ရောင်းချခဲ့တာဒုတိယအခြေအနေဖြစ်ပါတယ်တရားခံတွေကိုပြန်လွှတ်ပေးဖို့အကောင်းဆုံးနည်းလမ်းကတော့အပြစ်ရရေးဆွေးနွေးပွဲတွေကနေတဆင့်လုံးရမယ်လို့ Hamas အဖွဲ့ပြောခွင့်ရကပြောပါတယ်အမေရိကန်ကအကြမ်းဖက်သမားတွေနဲ့မဆွေးနွေးဘူးဆိုတဲ့မူက ဟိုးရင်တွေကရှိတာပါဒါပေမဲ့လည်း Trump အစိုးရကအမေရိကန်ကအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့အဖွဲ့နဲ့တရားခံတွေပြန်လွှတ်ဖို့ဆွေးနွေးခဲ့တဲ့အကြောင်းသမရထရန်ကအတည်ပြုပါတယ် We are helping Israel in those ဒီစနုပွဲတွေမှာ Israel တွေကိုကျွန်တော်တို့ကူနေပါတယ်အကြောင်းကတော့ Israel တရားခံတွေအကြောင်းပြောနေလို့ပါ Hamas တွေရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီးတော့ဘာမှလုပ်မှာမဟုတ်ပါဘူးဝေကြီးတွေလည်းပေးမှာမဟုတ်ပါဘူးဒီဆွေးနွေးမှုဟာ Israel နဲ့ Hamas အကြားဒုတိယအဆင့်အပြစ်ရရေးဆွေးနွေးပွဲတွေနဲ့တီးကြစီဖြစ်ပုံပေါ်ပါတယ် ်ပထမအဆင့်ကတော့ပြီးခဲ့တဲ့အပတ်ကအဆုံးသက်သွားခဲ့ပါပြီအရှိအလေပိုင်းရေးရာကျွမ်းကျင်သူ Mirat Mabrout က Most people are expecting အပြစ်ရဲ့ရေးပြက်မယ်လို့လူတော်တော်များများကခံမှန်းနေကြပါတယ်အကြောင်းကတော့ဂါဇာဒေသကို Israel ဝန်ကြီးချုပ် Netanyahu ကဆက်ပြီးတော့ဘုံကျဲတိုက်ခိုက်မယ်လို့ထင်ထားလို့ပါအဲ့လိုမျိုးဖြစ်ရင်တော့ဒဇာကန်တွေထပ်ပြီးလွတ်တာမျိုးလဲဖြစ်တော်မှာမဟုတ်ပါဘူးတချိန်တည်းမှာပဲဂါဇာဒေသကပါလက်စတိုင်းတွေကိုမောင်းထုတ်ပြီး ဂါဇာကိုပင်လယ်အခန်းကြီးအပန်းဖြေစခန်းအဖြစ်ပြောင်းဖို့အဆိုပြုထားတဲ့ Trump ရဲ့အစီအစဉ်ကိုတံပြန်တဲ့အဆိုပြုချက်ကိုလည်း Arab နိုင်ငံတွေကအတည်ပြုခဲ့ပါတယ်။ Arab တွေရဲ့အစီအစဉ်မှာတော့ Palestine တွေကဂါဇာမှာဆက်နေနိုင်မှာဖြစ်ပြီး Hamas တွေကိုတော့အုပ်ချုပ်ရေးကနေဖယ်ရှားမှာပါ။ Israel ကဒီအစီအစဉ်ကိုပယ်ချထားပါတယ်။ Arab နိုင်ငံတွေရဲ့အစီအစဉ်ကစည်ရင်းစေတနာကောင်းတဲ့လှုပ်ဆောင်တဲ့ပထမခြေလှမ်းဖြစ်တယ်လို့သမ္မတ Trump ရဲ့အရှိအလေပိုင်းအထူးကိုယ်စားလှယ် Steve Witkoff က VOA ကိုပြောပါတယ်။ ပါလက်စတိုင်းတွေကိုဂါဇာမှာဆက်ထားမလားဆိုတဲ့ကိစ္စကိုတော့သူကမပြောပါဘူး we're evaluating it ကျွန်တော်တို့အားလုံးကိုသုံးသပ်နေပါတယ်။ဒါကြောင့်အခုပြောဖို့စောပါသေးတယ်။ Israel အနေနဲ့ Gaza ဒေသကိုပို့တဲ့အကူအညီတွေအားလုံးကိုတင်းငွေနေနေကပိတ်ပင်ထားပြီးဒီအကူအညီတွေဟာ Hamas အဖွဲ့စီရောက်နေတယ်လို့ဆွဆွဲနေကြတဲ့အတိုင်း Israel ကဆက်လက်ဆွဆွဲထားပြီးနိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကတော့ဒါကိုညှင်းဆို့ထားပါတယ်။လက်ရှိမှာတော့ Gaza ဒေသအတွင်း73စီပြတ်တောက်နေပြီး အမိုက်ဖယ်ရှားတာလို့အခြေခံဝန်ဆောင်မှုတွေကိုပါထိခိုက်နေပါတယ်ခင်ဗျာ။